အရောမင်းမင်္ဂလာပါဘောလုံးချင်းဒီကိုရင်းဒီကောင်းဆက်မှချမ်းသာကြပါသည် channel youtube channel လေးဖြစ်တဲ့ mm football betting တက်ကနေအားလုံးကိုကြိုဆိုပါရစေ။တောက်ကြညမှာကစားမဲ့ပွဲစဉ်တွေကိုပွဲချွတ်တောင်းတပေးမယ်ပေါ့နော်။ဒီချိန်မှာမှကျွန်တော်ရွေးချယ်ထားတာကတော့ပင်တိလီဂူဝါက PSG နဲ့ Swiss Sport တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။ဒီနှစ်သင်းစလုံးကတော့ဥရောပပွဲစဉ်တွေလည်းထပ်ပြီးကန်ရရှိကြတယ်ပေါ့နော်။ဒါ table မှာဆိုရင် PSG အဆင့်တင်နဲ့ Swiss Sport အဆင့်တောင်းမှရှိတယ်။ဒါ PSG အသင်း sort ထားတဲ့ပင်တိလီဂူဝါပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် အင်္ဂမရီ1တို့နိုင်ထားတဲ့အတင်းနဲ့ဆိုရင်အင်္ဂါ1ဇီရှိမယ်လမ်း2ဇီရှိမယ်အော်ရှယ်2ဇီရှိမယ်ပေါ့နော်အင်္ဂွန်းပွဲစဉ်နဲ့အကုန်လုံးကိုဒါကလင်းရှစ်တွေနဲ့ပဲနိုင်ထားတာတွေ့ရတယ်ပေါ့နော်တခါဆွဲစဘော့ကိုကြည့်မှဆိုလို့ရှင်တော့ဆွဲစဘော့ဆော့ထားတဲ့ပွဲစဉ်နဲ့အားလုံးကပေါ့နော်အခုနှစ်ပွဲမှဆိုလို့ရှင်ခုနှစ်ပွဲလုံးဘိုးတွေပင်းထားတာတွေ့ရတယ်ပေါ့နော်ဒီအချက်တစ်ချက်ကတော့ PSG ဘူးတွင်းခံရနိုင်တယ်ပေါ့နော် PSG ဘက်မှာလူတွေလည်းတိတ်မဆော်ဘူး ဒီပွဲစဉ်ပြီးလို့ရှိရင်ဝေးကွန်းမဲ့လီဗာပူးဆင်းတဲ့လဲချန်ပီယံလိကန်တယ်ရှိရဆိုတော့နည်းနည်းတော့ danger ရှိရပေါ့နော်ဒီနှစ်သိန်းရတာဖြစ်နိုင်ချေ lineup တွေကြီးလာမယ်ဆိုရင်တော့ကျွန်တော်ခင်နာတော့ဒါ Gonzalo Ramos ကိုပါလို့နဲ့ပဲပွဲထွက်လာမလို့ဖြစ်နေပါတော့ betting ကွင်းလဲမှာပေါ့နော်ခန်းစစ်မှာဆိုနူနိုမန်ဒက်စ်တို့ဟာ Kimi လို့နဲ့ပဲထွက်လာဖို့များပါတယ်ဒီပွဲစဉ်ရ preference data wins to of of J ကိုကြီးမယ်ဆိုရင် PSG အနိုင်ကို29ပြတရီကို6ဆ Swelbot အနိုင်ကို9ဆပေးထားတယ်ဗျဒီပွဲစဉ်မှာကျွန်တော်ဘာလို့ Otinus Scorias တိုက်တယ်ဗျာ ကျွန်တော်ဆွဲဆော့အတင်ကဂူတကူရမယ်လို့ကျွန်တော်တွတ်ထားတယ်ဗျ။နိုင်လဲ21လို့ပဲထင်တယ်နော် PSC အတင်21နဲ့နိုင်မယ်ဆွဲဆော့ W ထည့်မယ်ပေါ့နော်။ BTTSCS ကျတဲ့ပြီး body မှာတော့ကျွန်တော်ဆွဲဆော့အတင်မဲ့ကျိုက်ပါတယ်။နောက်တစ်ဘက်ကတော့ England Championship ကဖြစ်ပါတယ်။ Middlesbrough နဲ့ကျွန်တော်ရွေးချယ်ထားတော့ Middlesbrough နဲ့နောက်ထပ်တစ်ဘက်ကတော့ England Championship က Middlesbrough နဲ့ Ipswich တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒါအဝေးခွင့် Ipswich က level 20ပြီးထားတယ်ပေါ့နော်။ ဒါမက်တာဘလော့အတင်းကတော့ table မှာဆိုရင်အစင်းနဲ့မှာရှိရအစ်ဝစ်ကတော့အစင်ကိုမှာရှိတယ်ပေါ့နော်ဒါကိုအဝေးခွင့်အတင်းကလမ်းပြီးပြန်ပြီးမှာပေါ့နော်သူထအောက်မှာရှိတယ်ပေါ့နော်အစင်ကိုမှာရှိတဲ့အတင်းကအစင်းနဲ့မှာရှိတဲ့အတင်းကိုလမ်းပြီးပြန်ပေးထားတယ်ဗျ level 20ရှုံးသွားမှာပေါ့နော်ဒါမက်တာဘလော့အတင်းကတော့ဒါဒီဟာဒီတပွဲပဲရှုံးထားတယ်ပေါ့နော်သူတို့ကိုပဲဆော့ပြီးသွားပြီသူရဲ့ကိုပဲဆော့ထားတာအင်္ဂွန်ပွဲစဉ်တွေကိုကျွန်တော်ညီကိုတွေချက်ကြည့်လိုက်မှာဆိုလို့ရှိရင် ဒါအင်္ဂွဲမှာဆွမ်းစီကိုနိုင်တယ်အင်္ဂွဲမှာရှက်ဖီးယူနိုက်တက်ကိုနိုင်တယ်ဗောနော်အင်္ဂွဲမှာမဆိုဝက်စ်ဘရွန်ကိုကူးပန်းနဲ့နိုင်တယ်စတိုးစီတီကိုစီစီဆော့ထားတယ်ဗောနော်အင်္ဂွဲပွဲစဉ်တွေမှာတော့ဒါအဓိကကလင်းရှေးရတာတွေ့ရတယ်ပင်ဘူးအောက်ကြီးပဲဦးစားပြီးဆော့တာတွေတွေ့ရတယ်ဗောနော်ကိုဂိုးမတွင်းနိုင်တဲ့ပွဲဆိုတော့နော်ဒါရှုံးမီမှာဂိုးမတွင်းနိုင်တဲ့ပွဲအပိုးစမောင်းနိုင်တဲ့ပွဲပဲတစ်ဖက်က SWH အသင်းကိုကြည့်မယ်ဆိုလို့ရှိရင် SWH အသင်းရဲ့ဒါဝေးဝင်းပွဲစဉ်တွေမှာဆိုရင်ဘာမင်ဂမ်တို့တည်ဆော့တယ်ပရက်စတန်တို့သူတို့ဂိုးမတွင်းနိုင်ဝမ်စီနဲ့ရှုံးတယ် တက်ဘလက်ဘန်နဲ့ပွဲရပွဲပြတ်သွားတယ်ဗောနော်ပင်ဘရက်စတိုးလို့တည်ရဆော့တယ်သူတို့လည်းခိုးတွေတောက်လျှောက်တွင်ထားတာတွေ့ရတယ်ဗောနော်ကျွန်တော်ထင်တယ်အမက်တဘရော့လည်းတကူရမယ် SWC အတင်းရလည်းတကူရတယ်ဒီပွဲစဉ် BTT SCS ဖြစ်ပုံများနေတယ်ဗောနော်1121ဒီလိုသဘောနဲ့သွားမဲ့ပုံစံမျိုးမှရှိရပါတော့။ဒီ present reference data ones to hotspot ကြီးမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်။ meta bro အနံကို2.6ပေးထားတယ်၊တေးကို3.2၊ switch အနံကို2.5ပေါ့နော်။ပေးထားတဲ့ goal ကတိတ်မကွာဘူး။ ဒါပေမဲ့လည်းအပေါ်မှာရှိတဲ့ကောင်က over ပဲလေကျွန်တော် body gain မပေးဘဲနဲ့အောက်မှာရှိတဲ့ကောင် level 20ပေးနေပြောင်းပြန်ဖြစ်နေတယ်ကျွန်တော်အဲ့ဒါပဲစဉ်းစားနေတဲ့အချက်အဲ့ဒါနဲ့ဒီပွဲစမှာကျွန်တော် protein score yes ကြိုက်တယ်ဘောနော်ဒါ wireless ပဲ yay menu ကိုလေကျွန်တော်ဘူးပေါင်းအပေါ်ကြိုက်တယ်နော် real obido နဲ့ spanio ရဲ့ပွဲစဉ်ဖြစ်တယ်ဘောနော်ဒီပွဲစမှာတော့ အရီယိုဗီဒိုက level နောက်ထပ်တစ်ပွဲကတော့စပိန်လာလီဂါပွဲစဉ်ဖြစ်တယ်ဗောနော်ရီယိုဗီဒိုနဲ့အစပန်ညိုရဲ့ပွဲစဉ်ဖြစ်တယ်မြန်မာစံတော်ချင်းတနင်္ဂနွေမှာကံမယ်ဗောနော်ဒါအဝေးဝင်းအစပန်ညိုက level 20ပြန်ပေးထားတယ်ပူပေါင်းကြီးနှလုံး80ရှင်အစပန်ညိုကအဆင့်5ဩဗီဒိုကအဆင့်7အစပန်ညိုရဲ့ပွဲစဉ်တွေကိုကျွန်တော်ညီကိုကြီးလိုက်မှာဆိုလို့ရှိရင်ဒါလာလီဂါမှာ10ပွဲစီကန်ထားပြီးွားပြီဗောနော်ခုစကြားမှာဆို10ပွဲကန်ပြီး ဒါအိုဗီဒိုဆွတ်ထားတဲ့ရှစ်ပွဲကိုကြည့်လိုက်ပြဗာမအားရရမကောင်းဘူးနော်အင်္ဂလန်ပွဲစဉ်တွေမှာဆိုဖို့ဆိုရရီယယ်ကိုရှုံးတယ်လက်ခံတယ်ပြီးလို့ရှိရင်ဘာစီလိုနာကို3-1နဲ့ရှုံးတယ်လီဗန်ဒေးကိုတူးစီးနဲ့ရှုံးတယ်ဗောနော်ဒါအင်္ဂလန်ပွဲစဉ်မှာသူတို့နိုင်ထားတာတပွဲတည်းပဲရှိတယ်အဲ့ဒါဆိုစီဒက်ကို1-0နဲ့နိုင်တယ်ဗောနော်တိုက်စစ်ကလည်းစူးစူးပေါင်းရထားတဲ့ဂိုးကလည်းဗာမအားရစရာအလောက်ထိမကောင်းဘူးဗောနော်ပတ်တော်လေးဆိုးတယ်တစ်ခါကအက်စပန်ကိုကြည့်မှဆိုရင်အက်စပန်ရဲ့ရှစ်ပွဲကိုကြည့်လိုက်ပြအက်စပန်ကိုဂိုးမရတဲ့ပွဲဆိုတာ တပွဲပဲရှိရရှုံးမိမှငုံမရတဲ့ပွဲအဲရီယယ်မက်တီကိုကူးစင်းနဲ့ရှုံးတဲ့ပွဲပေါ့နော်ဒီတပွဲမရှိရဂျန်နက်ပွဲစဉ်တွေမှာတော့သူဘိုးတွေတောက်လျှောက်ရတယ်ဒါပေမဲ့အစပန်းညိုအတဲမှာလည်းခံစိတ်ကမကောင်းဒီအချက်တစ်ချက်ကလည်းရီယယ် OB တို့ကဘိုးတို့ကိုရနိုင်တော့အချက်လို့ကျွန်တော်ကမြင်မိရပါနော်ဂိုးအပြန်အလှန်ထန့်နိုင်တဲ့ဒီပွဲပေါ့နော်ဒီပွဲစဉ်မှာဖွင့်ထားတဲ့1 to off spot ကျင်းမှာဆိုရင် OB တို့အနိုင်ကို2.9တေးကို3.2ပေါ့နော်အစပန်းညိုအနိုင်ကိုလည်း2.5ဆိုတော့ပြထားတယ်ဗျာ ဒီပွဲစဉ်မှာအဓိကတော့ကျွန်တော် Boating News ကို yes ချိန်မိတယ်ဗျာကျွန်တော် OB တို့တကူရသွားမယ်ထင်တယ် Espanyol ရဲ့ခံစစ်ကမကောင်းတဲ့အတွက်ပေါ့နော် OB တို့ရဲ့အိမ်ဝင်လည်းဖြစ်နေတယ်ဆိုတော့ Boating News ကို yes အပီလို့ရှိရင်ကျွန်တော်ဒီပွဲစဉ်မှာကိုကောင်းအပေါ်ချိန်တယ်နဲ့တင်းမောင်းကောင်းမှုဒီပါဖြစ်သွားမယ်ပုံစံမျိုးမှရှိတယ်ပေါ့နော်2112ပေါ့ဗျာကိုကောင်းအပေါ်ချိန်တယ်ပြင် body မှာတော့ဒါဗျာလက်ရှိအနေထားဆိုရင် Espanyol ကဟိုခြေမမှန်ဘူးဆိုပေမဲ့လက်ရှိကကစားသမားအနေထားရကျင်းမြင်လဲ Espanyol ကနည်းနည်းတားတယ်ပေါ့နော် အဲ့အစမန်းမျိုးဘော်ရီရိုက်ချိန်မှာရိုက်ပါပါပါလေးရိုက်ရင်ရိုက်ကြည့်ပါနော်ကျွန်တော်ဆုံး20တော့ဆုံးမယ်ပေါ့နော်အစမန်းမျိုးအတင်းဘော်ရီချိန်ပါတယ်အစမန်းမျိုးချိန်တယ်ဘူတင်တူစကောရက်ချိန်တယ်ပြီးရင်ဘူပေါင်းအပေါ်ချိန်ပါတယ်နော်နောက်ထပ်တစ်ပွဲကတော့ဒါဂျမန်ဘူနက်စလီကာ2ကကျွန်တော်ရွေးချယ်ထားပါတယ်ဒါဂျမန်ဘူနက်စလီကာ2ကဟွန်းရွေးချယ်ထားနောက်ထပ်ပွဲစဉ်တစ်ပွဲဂျမန်ဘူနက်စလီကာ2ကပွဲစဉ်ဖြစ်တယ်ပေါ့နော်ဟော်ချူနာနဲ့ဘရန်ရှာဝူတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒါဖော်ချူနာတလုံး၈၀နဲ့ဘူပေါင်းကြီး3 40ဆိုမှပြီးထားတယ်ပေါ့နော် Fortuna အစဉ်73 branch out ကအစဉ်75မှာရှိတယ်ဗောနော်။ဒါဒီဟာဒီကျွန်တော်ဒါ Brunes League က2ရက်ပွဲဆော့ပြီးပါတယ်ဗောနော်။ပွဲစဉ်6ကြီးဆော့ပြီးသွားပြီးအခုပွဲစဉ်9ကမယ်ဗောနော်။ဒီ6ပွဲပွဲစဉ်တွေကိုကြည့်လိုက်ဗောနော်။ Fortuna ဆော့ထားတဲ့အင်္ဂွန်ပွဲစဉ်မှာဆိုလို့ရှိရင်တိတ်အားရကမကောင်း Hannover ကိုရှုံးတယ်ပြီးလို့ရှိရင်ဒါ Darmstadt ကိုရှုံးတယ်ဗောနော်။ New England ကိုရှုံးတယ်ဗောနော်။သူဆော့ထားတဲ့ပွဲတွေမှာဆိုရင် ကိုယ်တော့ကိုရဖို့တော့တော်တော်လေးကိုရောင်းကန်နေရတယ်ဗောနကူဆော့ထားတဲ့ရှစ်ပွဲမှာဆိုလို့ရှိရင်သုံးပွဲနိုင်တစ်ပွဲတည်းဗောနလေးပွဲတော့ရှုံးထားတယ်ဗောနအင်္ဂလန်ပွဲစဉ်နေမှာတော့တခါတခါအထအမြန်လာလဲတွေ့ရတယ်အထနေလာလဲတွေ့ရတယ်ဗောနခြေရမမှန်ဘူးတစ်ဖက်ကဘရန်ရှောင်းဟုကိုကြီးလိုက်မယ်ဆိုရင်သူဆော့ထားတဲ့ရှစ်ပွဲကိုကြီးလိုက်အဲရှစ်ပွဲတော့မှသူကရှစ်ပွဲမှာဆိုရင်သူကခုနှစ်ပွဲတိတိဂိုးတွေပြန်ရထားတာတွေ့ရတယ်ဗောနရှုံးတဲ့နိုင်ညာပါထားတိုက်စစ်ကဂိုးရကိုရတယ်ဒါမှခံစစ်ကလည်းဂိုးတွေဒေါ်ဘလဟောကြီးပေးတယ်ဗောန အဲ့တော့ပြောနေတာဒီက main အချက်ကဆိုဒီပွဲစဉ်မှာသူတို့ဖွင့်လာတဲ့ Once to Oscar တော့ Asian အသင်းအနိုင်ကို85ဗျာတရေကို3.7ပေါ့နော် the brown shaw အနိုင်ကိုလေးစားပေးထားတာဗျာဒီပွဲစဉ်မှာကျွန်တော် voting to score yes နဲ့ဘူပေါင်းအပေါ်ကိုစိုက်တယ်၃လုံးကို40နိုင် fortuna ကတစ်လုံး၈၀စားဘူပေါင်းကြီး၃လုံး40နိုင်ဆိုရင်ကျွန်တော် voting to score yes စိုက်ပါတယ်ဒီပွဲစဉ်မှာနော် နောက်တစ်ပွဲကလည်းဒါမြန်မာစံတော်ကြီး17နိုင်မှာပဲကမ်မယ်ဟန်နိုဗာနဲ့ရှော့ကန်ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒါအင်ရှင်သင်းပြတဲ့ဟန်နိုဗာကတလုံး90နဲ့ဘူဘုံကြီး3ဘုံ60ဆက်နိုင်ဆိုမှပြထားတယ်ဗောနော်ဒါဒါကျွန်တော်ဗီဒီယိုတရက်ကြိုပြီးလောက်ရတာဗောနော်လောက်တဲ့အတွက်ဒါအနန်းကြီးဘူဘုံကြီးတွေ body ကြီးတွေလည်းပြောင်းလဲတယ်လက်ထပ်ဖြစ်နိုင်သေးတယ်တရက်လူသေးတာကိုရှော့ကရဲ့အတင်းကတော့ဒီဇယားမှာဆိုအဆင့်နှစ်မှာရှိတယ်ဟန်နိုဗာအဆင့်9မှာရှိတယ်ဗောနော်ဒါဘိုနက်စ်လီကနှစ်တင်းလုံးကတော့10ပွဲစီကန်ဟားပြီးကြပြီး ဟန်နိုဗာအတင်းဆော့ထားတဲ့ပွဲတွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ဟန်နိုဗာအတင်းကတော့ဒါအင်္ဂလန်ပွဲစဉ်တွေမှာဆိုလို့ရှိရင်ဒါဖက်ဆစ်စကော့လန်ကို9တယ်မဂါဘက်ကို9တယ်ဗောနော်အင်္ဂလန်မှာဆိုသူကတပွဲပဲရှုံးထားတယ်အဲ့ဒါဟာတာဘလင်ကိုတတိစီနဲ့ရှုံးတယ်ဗောနော်အင်္ဂလန်ပွဲစဉ်မှာတော့တော်တော်လေးကိုကြီးငင်းတယ်နော်ဘိုးတွေလည်းရတယ်တစ်ဖက်က short game အတင်းအဝေးကွင်းပွဲစဉ်တွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင် short game ဆော့ထားတာကတော့ကက်ဆာစလော့တန်ဝမ်းစီနဲ့ရှုံးတယ်ပြီးရင်ဒရက်စတန်9တယ်ဗောနော်မဂါဘက်ကို9တယ်ဗောနော်ဘီလီဖီးလ်ကို9ထားတာလည်းတွေ့ရတယ်ဗောနော် ။ဒါနဲ့တင်းလုံးကလည်းခံစစ်ကလည်းဦးစားပေးခဲ့ပေါ့နော်။ဒါ short ကြီးအတင်းကအတိုက်စစ်ကလည်းဂိုးရတယ်ဆိုတော့ဒီနှစ်တင်းမှာဖြစ်နိုင်ခြေရှိတဲ့အပြန်အလှန်ဂိုးတော့ထဲမဲ့ပုံစံမျိုးမှရှိတယ်ပေါ့နော်။တစ်ဖက်ကဟန်နိုဗာလည်းအင်ဝင်ဖြစ်တယ်ပြီးအင်ဝင်ဝေးနေပေါ့နော်။ short ကြီးကလည်းတိုက်စစ်ကောင်းနေတယ်ဆိုတော့ short ကြီးလည်းတကူရမယ်လို့ထင်တယ်။ဘာမှ2 1ပေါ့ဗျာကျွန်တော်တွက်ထားတာကတော့ဒီပွဲစဉ်မှာကျွန်တော် BTT SES တိုက်တယ်ပြီးရင်ဘူပေါင်းအပေါ်နဲ့ Body မှာ Shocky ပေါ့နော်အောက်တင်ဖြစ်တဲ့ Shocky ကိုစိုက်ပါတယ်နောက်ထပ်တစ်ပွဲကတော့ Pentit League 2က the trials နဲ့ bestia တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ် trials ancient အသင်းကတလုံး80နိုင်ပေါ့နော်ဒါဂိုပေါင်းကြီးကတော့ဒါနှလုံး80ရှုံးတုံးမှာပေးထားတယ် the trials အသင်းကတော့ table မှာဆိုရင်အဆင့်1မှာရှိတယ်ပေါ့နော် bestia အသင်းကတော့အဆင့်18မှာဟိုးအောက်ဆုံးမှာရှိတယ်ပေါ့နော်ဒါကတလုံး80နိုင်ပေါက်ထားရပေါ့နော်အဒီရာဒီကျွန်တော်တို့ဒါပင်သစ်လေပွဲစဉ်နေကိုးပွဲဆော့ပြီးသွားပြီပေါ့နော်ကိုးပွဲဆော့ပြီးတဲ့အချိန်မှာ trials အသင်းကအိမ်ငွေနေမှာဘယ်လိုဆော့ထားလဲလို့ကြည့်မှာဆိုရင်အိမ်ငွေမှာလုံးဝမရှုံးထားဘူးပေါ့နော် ပင်ကွန်းပွဲနဲ့ဆူဆူပေါင်း၅ပွဲတော့ထားတယ်၅ပွဲလုံးနိုင်ထားတယ်၃၂ပွဲကလင်းရှစ်၃ပွဲတော့နော်ကာပြန်လန်ဂိုးတွေပြင်ပြီးမှတောက်လျှောက်ဂိုးပေါ်ကြီးပဲကြာထားတယ်ပေါ့နော်အင်ကွန်းမှာထွားရစတဲ့ဒါဝေးခွင့်အတင်းကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ဘက်စတီးယာအတင်းကတော့ဝေးခွင့်မှာဆိုလို့ရှိရင်အတိကဦးစားပေးရခံစစ်ပဲဗျခံစစ်ဒါကျွန်တော်တစ်ချက်တတိထားရမယ်ဘက်စတီးယာခံစစ်ကနှလုံးထဲအပူမပေးတဲ့ပွဲ နှလုံးထဲမှာကျော်တဲ့ပွဲတပွဲပဲရှိအောင်တွေ့လေးကိုကူးစီးနဲ့ရှုံးတဲ့ပွဲကျွန်တော်ပွဲတဲ့အလုံးက0010 0010အဲ့လိုမျိုးပေါ့နော်ကျွန်တော်ဒီပွဲစဉ်ရဲ့ point ထားတဲ့ once to of spot game မှာဆိုရင် ancient အသင်းနိုင်လို့85ပြတည်ရူ3.5 destiny အနံကို၄စပေးထားတဲ့ကျွန်တော်ဂိုးပေါင်းအောင်နဲ့ ancient အသင်းဖြစ်တဲ့ trials ကိုခြိုက်ပါတယ် trials နဲ့ဂိုးပေါင်းအောင်ကိုခြိုက်ပါတယ်ဗျာဒီပွဲစဉ်ကတော့နောက်ထပ်တပွဲကတော့ indeed လေ2ကပဲဖြစ်ပါတယ်ဒါ grand novel နဲ့ဒါ paul ရဲ့ပွဲစဉ်ဖြစ်တယ်မနော် paul ပေါ့နော် အဝေးဝင်ပေါ် level 60ဘူးပေါင်းကြီးနှလုံးဖက်နေတဲ့ဆိုမှာပြထားတာတွေ့ရမယ်သူတို့ကလည်း table မှာကြည့်မှဆိုရင်ပေါ်အဆင့်3ပေါ့နော် ancient အထင်းကအဆင့်14မှာရှိတယ်ပေါ့ဗျာသူတို့ကလည်း ship ဝဲစီ store ထားတယ်ဒါ ancient အထင်းရဲ့သူတို့ကလည်းကိုယ်ဝဲစီ store ထားတယ် ancient အထင်းရဲ့အင်ဝင်ပွဲစဉ်တွေကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အင်ဝင်မှာသူ၄ဝဲ store ထားတယ်ဗျာ9ဘတ်တစ်ဝဲရှိတယ်တည်ဘတ်တစ်ဝဲရှိတယ်တောက်လျှောက်ဘူးအောက်ကြီးပဲဦးစားပေးထားတာမျိုးတွေ့ရတယ်ဘောနတိုက်စစ်ကလည်း၃ဘွဲမှာ၄ဘွဲမှာ အင်္ဂွန်၄ဘက်မှာပုံဝန်တီတိုက်စစ်ကဂိုးတွေရထားတာတွေ့ရတော့နော်။ပေါ်တင်းရဲ့အဝေးဝန်းပွဲစဉ်တွေကြည့်လိုက်မယ်ဆိုလို့ရှိရင်၄ဝဲဆော့ထားတဲ့၄ဝဲလုံးပေါ့နော်။ကိုက်စစ်ကဂိုးတွေရပြီးအပြန်အလှန်ဂိုးတွေထည့်ထားတယ်တွေ့ရတယ်။ဒီပွဲစဉ်မှာဖွင့်ထားတဲ့ Wines to Osport ကြီးဆိုရင် Ancient အသင်းနိုင်ကို3.2တက်ရည်ကို3စပေါ်အနိုင်ကို2.4ပေးထားပါတယ်။ကျွန်တော်4အသင်းဆိုင်တယ်ပဲ။ပေါ်အသင်းနဲ့ဂိုးပေါင်း output ဆိုင်တယ်ပေါ့နော်။ Danetland League 2မှာဆို ADO ရဲ့ပွဲစဉ်မှာ Dot Drag နဲ့ ADO နဲ့ Dot Drag တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ ADO က နှလုံး49ပေါင်းကြီး360ဆိုမှပေးထားတယ်ဗောနော် ADO ကတော့အခုကတော့ဇယားမှာဆိုရင် ထိတ်ဆုံးမှရှိတာဖြစ်ပါတယ်ကတိုက်စစ်ကတော်တော်လေးချမ်းတယ်ဗောနော်ဆုံးမွေးမရှိဘူးရကု29ခုပေးခု9ခုတည်းရှိတဲ့အတင်းနဲ့ဖြစ်တယ်နက်တလန်လစ်2ကတော့ဒါ ADO က4ဝက်ဆော့ပြီးဒေါ်ဒရက်က7ဝက်ဆော့ပြီးသွားပြီဗောနော်ဒါ ADO ရဲ့အင်ဝင်ပွဲစဉ်တွေကိုကျွန်တော်ညီကိုတွေကြီးလိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးချမ်းတာတွေ့ရမှာဗောနော်အင်ဝင်တွေမှာဆိုတော့ရောက်ရှောက်ဂိုးလည်းတွင်းနဲ့ဂိုးလည်းတွင်းခံထားရတယ်ဗောနော်၄ဝက်လုံးနိုင်ထားတဲ့ အဝေးဝင်းအတင်းရဲ့အဝေးဝင်းပွဲစဉ်တွေကြီးလိုက်မယ်ဆိုလို့ရှိရင်တော့သူကလည်းတိုက်စစ်ကတော်တော်ကောင်းနေပြန်ကိုးမရတဲ့ပွဲဆိုလို့တပွဲပဲရှိရစုစုပေါင်း၅ပွဲကန်ထားတယ်ဗောနသူကတိုက်စစ်ကောင်းတယ်ခံစစ်ကတော့တော်တော်လေးချားတယ်ဗောနနှစ်တင်းလုံးတိုက်စစ်ကောင်းတယ်ချားတယ်ဆိုတော့ကျွန်တော်ကဒီပွဲစဉ်မှာတော့နှစ်တင်းလုံးဂိုးတွေရပါမယ်လို့ထင်တယ်ဗောနဘော်တင်းစကောယာစ်ဖြစ်ဖို့လည်းများတယ်အင်ရှင်အတင်းအနိုင်ကိုပြား၂၀ပဲပြီးထားတယ်တေယီကို9ဆန်းနဲ့အဝေးဝင်းအတင်းအနိုင်ကို10ဆပြီးထားတယ် ကိုတင်းညစ်ကိုရက်ဆိုင်တဲ့ ADO ဆိုင်တဲ့ပြင်ဘူပေါင်းအပေါ်ဆိုင်ပါတယ်တုံးမျိုးရွေးချယ်ထားတယ်ပေါ့နော်အမီရီနဲ့ကျွန်တော်ဂမ်ဘာတို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါဒက်ပေးထားတဲ့ဘူပေါင်းကြီး340ချုံပေးထားတယ်ဗျဒီပွဲစဉ်မှာဂမ်ဘာအဆင့်တီအယ်မီရီကအဆင့်16မှာရှိတယ်ပေါ့နော်အဲ့ဒါယူဒက်ပေးထားတယ်ဗျအဲ့ဒါချက်စင်းကောင်းကြီးဖြစ်နေဒါအင်ရှင်အသင်းရဲ့ပွဲစဉ်တွေကိုကြည့်လိုက်အင်ရှင်အသင်းရဲ့အိမ်ငွေမှာဆိုရင်မဆိုးဘူးနော်သူဆော့ထားတဲ့၅ပွဲကိုကြည့်ရမယ်ဆိုရင်၅ပွဲနဲ့၃ပွဲသိရေဒါ၅ပွဲရှုံးထားတယ် ဘိုးဘော်တွေကြာတာလည်းတွေ့ရတယ်ပေါ့နော်ဘိုးတွေလည်းရတယ်အဝေးဝင်းအတင်းကိုကြည့်လိုက်မှဆိုအဝေးဝင်းအတင်းကတော့အဝေးဝင်းမှာဆိုရင်ပုံမှန်နိုင်တပွဲတည်ရတပွဲရှုံတိုက်စိတ်ကဘိုးတွေရထားတယ်ကလင်းရှစ်ကလည်းနပွဲရထားတာတွေ့ရတယ်ပေါ့နော်ဒီပွဲထဲမှာဖွင့်ထားတဲ့ Wise to Oscar တော့ Ancient Athen အနေနဲ့ကို2.5တေးကို3.7ဒါအဝေးဝင်းအသင်းအနေနဲ့ကို2.4တော့ပေးထားတယ်ဗျာကျွန်တော်တော့တင်းလုံးအပြန်အလှန်ကိုးတွေရမယ်လို့ထင်တယ်ဗောနော် Botinic Score yes စိုက်တယ်ဒါ body မှာတော့ကျွန်တော်ဒါအဝေး အဝေးဝင်းအတင်းဖြစ်တဲ့အဝေးဝင်းအတင်းဖြစ်တဲ့ဗောနော်ကမ်ဘာကိုကြိုက်တယ်ဗောနော်ကမ်ဘာကိုရွေးချယ်လိုက်ပါတယ်နောက်ထပ်တပွဲရစပင်လာလီကတူပါဖြစ်တဲ့မြန်မာစံတော်ချင်းတနင်္လာနေ့မှာကမ်အန်ဒူဘာနဲ့ဂရနာဒါတို့ရဲ့ပွဲစဉ်ဖြစ်တဲ့ဂျာအေရှင်အတင်းအပိထားတာကတော့ဒါ level 60ရှုံးဆိုမှာပိထားတဲ့ဘူပေါင်းနှလုံး60ရှုံး level 60ရှုံးနဲ့ဂူပေါင်းကြီးနဲ့နှလုံး60ရှုံးဆိုမှာပိထားတဲ့ပုံကန်တူပဲဗောနော်ဂူပေါင်းကြီးနဲ့ body ကြီးဒါအနားနည်းရပြောင်းလဲဖြစ်နိုင်တယ်ဒါချက်တတိထားမယ်အရှင်အသင်းအဆင့်ခွန်ဂရနာဒါအဆင့်20မှာရှိတယ်ဗောနော ဆော့ထားတဲ့ပွဲတွေကိုကြည့်မယ်ဆိုရင်သူတို့ကစပင်လာလီကာကိုးပွဲထိကံပြီးရောရပေါ့နော်စပင်လာလီကာကိုးပွဲကံပြီးပြီအင်းရှင်အတင်းရတာဆော့ထားတဲ့ပွဲတွေကြီးလိုက်မယ်ဆိုလို့ရှင်တိုက်စစ်ကဘိုးတွေတော်တော်ရတယ်ဗျနော်တိုက်စစ်ကကြီးလိုက်မယ်ဆိုရင်သူဘိုးမရတဲ့ပွဲနှစ်ပွဲတည်းရှိတယ်ဒါအင်းငွေ့မှနိုင်တဲ့ပွဲကတော့နှစ်ပွဲရှိတယ်ဗျနော်ဒါအဝင်းဝင်အတင်းပြတဲ့ဒါဂရနာတာကိုကြီးလိုက်မယ်ဆိုရင်ဂရနာတာဆော့ထားတဲ့ပွဲစဉ်တွေမှာဆိုရင်တိုက်စစ်ကဘိုးတွေရတယ် ဂိုးမရတဲ့ဘွဲဆိုလို့ EVA ကိုရှောင်းတဲ့ဘွဲတစ်ဘွဲရှိမယ်ပြီးရင် Liga နဲ့ကိုရှောင်းတဲ့ဘွဲနှစ်ဘွဲပဲရှိမယ်။စာနာဘွဲတွေကလုံးမှာဂိုးတွေရထားတာလည်းတွေ့ရတယ်ပေါ့နော်။ကျွန်တော်တို့ဒီဘွဲထဲမှာအပြန်အလှန်ဂိုးတွင်းမလို့ထင်နေကြတာ။ဖွင့်နေတဲ့ Wins to Osport ကြီးကသူ Ancient အတင်းနိုင်ငံကိုနှစ်ဆတရေကို3.5နဲ့ Granada အနံကို3.2ပေးထားတဲ့ကျွန်တော် BTTS yes ကြိုက်တယ်ပြီးရင်ဂိုးကောင်းအပေါ်ကြိုက်ပါတယ်။အကယ်၍ဘော်ဒီဝက်ထိုးခြင်းနဲ့ဆိုရင်တော့ကျွန်တော် Granada အောက်တင်ပေါ့နော်ပါပါလီရိုက်ကြည့်ပေါ့ဗျာနောက်ကတဲ့ဘွဲကတော့ Damas Super League ကရှီဂျီဘောနဲ့ကိုဗင်ဟေဂင်တို့ရဲ့ဘွဲဝင်ဖြစ်တဲ့ ကိုပင်ရင်တင်းရတလုံး20ကိုပေါင်းကြီး340ထားဆိုမှပေးထားပါဘောနော်ဒီဘက်မှာဆိုရင်ကိုပင်ရင်အဆင့်320နဲ့တမရှိဒီဘက်ကတော့အဆင့်70မှာ70မှာရှိတယ်နော်ဒါဆိုလို့ရှိရင်ဒိမက်ကတာကိုပင်ရင်ကလည်း Champion League ကံလည်းရှိသေးတယ်ဘောနော်ဒါ Dortmund နဲ့ကံရမ်းလည်းအရေးကြီးတဲ့ဒီပွဲကရှိကီဘောရဲ့ဒါဒိမက် Super League ဘယ်နှပွဲဆော့ပြီးလဲဆက်တဲ့ပွဲဆော့ပြီးဗျာအင်မွန်ပွဲစဉ်တွေကိုပဲကျွန်တော်ဖောက်ပြီးတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်အင်မွန်ပွဲစဉ်တွေမှာသူကစုစုပေါင်း9ပွဲဆော့ထားတယ်ဘောနော် အဲ့ငါးဘက်မှာဂိုးမရတဲ့ဘောတပွဲရှိရဆွန်ဂျင်ဇက်စကီနဲ့ခရက်ဒစ်စတက်ကိုသူဂိုးမရထားဘူးဇာနဲ့တော့ဂျီလန်လို့ OB လို့နော် BL လို့ဒီအတင်းနေကြတော့သူဂိုးတွေထဲထားတာတွေ့ရတယ်ပေါ့နော်နော်ဂျီလန်အတင်းကိုကြည့်လိုက်မယ်ဆိုရင်ဝေဝင်ပွဲကနေဆော့ထားတာဆူဆူပေါင်း၅ဘက်ရှိတယ်၄ဘက်နိုင်တဘက်ရှုံထားတယ်တိုက်ဆက်ကဂိုးတွေအကုန်ရဟန်းတာတွေ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်တို့ဘိုတီနုစ်ကော်ယက်စ်ဖြစ်မယ်လို့ထင်တယ်အင်ရှင်အတင်းရဲ့လက်ရှိတွားနေတဲ့ပုံစံကမထိုးဘူးပေါ့နော် ဒါအနောက်ထိသူဆော့ခဲ့တဲ့ဒါနောက်ဆုံး၄ဘွဲဝဲခြုံပြီးကြည့်မယ်ဆိုလို့ရှင် OB တို့အကူပင်ဟင်ရုံနဲ့တတိတတိကြာထားပြီးရပါတော့ဒါဘာမှမကြလဲဘူးသူဆော့ထားတာ၂၁ကုလားပဲသူတို့ဒါကူပင်ဟင်ပွဲမှာတွေ့ထားတယ်ပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်တို့အပြန်အလှန်ကိုယ်ခဲ့မလို့ထင်တယ်နော်ဒီမှာသူတို့1 to offspring ထားတာကတော့ ancient အသင်းအနိုင်ကို9ကတေးကို4.3ပေါ့နော်ကိုပင်ရင်အနိုင်ကိုတော့96ပြပြထားတယ်ဗျာကျွန်တော်ဘယ်လိုပဲနေနေ protein to score yes နဲ့ဘူးကောင်းအပေါ်ကြိုက်တယ်ဗျာနော် တကယ်လို့ကျွန်တော်ညီကိုပဲဘော်ဒီရိုက်ချင်တယ်ဆိုရင်တော့ရှီကီဘော့ကိုရိုက်ကြပါဘော်။အမ်ကျွန်တော်ဒီလိုရွေးချယ်ထားပါတယ်။နောက်ပြီးလို့ရှိရင်ကျွန်တော် wise back မှာဘောနော်ဒီကကျွန်တော်ညီကိုအပြင်းပြေထိုးချင်တယ်ဆိုရင်တော့ဒါမောင်းပုံစံမျိုးဘောနော်ကျွန်တော်အချိန်လေးနဲ့နဲ့ရတာနဲ့ရွေးချယ်ထားတာဖြစ်ပါတယ်။ဒါ PSG နဲ့ stress ball တွေပွဲစဉ်ဘောနော်ကျွန်တော် wise back ရိုက်တဲ့ညီကိုတွေဖြစ်ဖြစ် online မှာထိုးတဲ့ညီကိုတွေဘောနော် wise back မှာဆိုလို့ရှိရင်တော့ total 1နဲ့ total 2ဆိုပြီးမှရှိတော့ဘောနော် ဒါကျွန်တော် stress ဘောအတင်တကူရမလို့ကျွန်တော်တွက်ထားတယ်ပေါ့နော်ဒီပုံစံလေးကိုဒါမောင်းအနေနဲ့လုပ်ပြီးထိုးခြင်းနဲ့ထိုးကြည့်ပေါ့နော်ကြည့်ရင်ကျွန်တော်ဓာတ်ပုံဟာဗီဒီယိုမှာဓာတ်ပုံလုပ်ပြီးတင်ပေးပါမယ်ဒါကျွန်တော် stress ဘောတကူထည့်မလို့ကျွန်တော်တွက်ထားတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ total 2ကိုတွားပြီးမှ over 0.5ကိုရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်90နဲ့ပြရမယ်ပေါ့နော်ကျွန်တော် stress ဘောတကူရမယ်ကျွန်တော်တွက်ထားတယ် not aware metabron နဲ့ s switch ပေါ့နော် total 2ကိုတွားမယ် over 0.5ပေါ့နော် switch ကိုရိုက်မယ်ဆိုရင်33ပြရရမယ်နောက်ထပ်တစ်ပွဲကတော့ဒါဒါ branch on who ပေါ့နော်ဒါ German Bundesliga branch on branch on who ပေါ့နော်ဒီ branch on who ရိုက်မယ်ဆိုလို့ရှိရင်ဒါ over 0.5ရိုက်မယ်ဆိုရင်33ပြရမယ်နောက်တစ်ပွဲက Gamba နဲ့ Borussia Dortmund ပေါ့နော် Borussia ကိုကျွန်တော် over 0.5ရိုက်မယ်ဆိုရင်33ပြရမယ်ပေါ့နော် အဲ့ဒီနဲ့ကျွန်တော်ဒါမောင်းပုံစံလေးကိုထိုးဖို့အကြံပေးတာဖြစ်ပါတယ်ပေါ့နော်ပြီးရင်ကျွန်တော်ဗီဒီယိုလေးလုပ်ပြီးတင်ပေးပါမယ်ပြီးလို့ရှိရင်ကျွန်တော်ရေးချထားတာကတော့ Espanyol အသင်းပေါ့နော် Espanyol တကူရမယ်လို့ကျွန်တော်တွက်ထားတယ်ပေါ့နော် Espanyol တကူရမယ်ဆိုရင်38ပြားရမယ်ပေါ့နော်ဒီအာ Strasbourg ရဲ့ Strasbourg တကူရဲ့ SVG တကူရဲ့ Branchau တကူရဲ့ Port တကူရဲ့ပေါ့နော် Espanyol တကူရဲ့ပြီး နောက်တစ်ပွဲကတော့ဒါနဲ့တလန်လစ်တူက ADO နဲ့ dot drag ပေါ့နော်ဒါ dot drag total 2 dot drag ကိုရိုက်ပါ dot drag ကိုရိုက်မယ်ဆိုရင် dot drag ကိုတွင်းတာနဲ့1 point ဘယ်တော့ကျွန်တော်68ပြန်ရမယ်ပေါ့နော်စူးစူးပေါင်းကျွန်တော်တစ်ပွဲနှစ်ပွဲသုံးပွဲလေးပွဲ6ပွဲကျွန်တော်ရွေးချယ်ထားတယ်ဒါမောင်းပုံငန်းဖြစ်နေထိုးကြည့်ချင်တယ်ထိုးကြည့်ပေါ့နော်ကျွန်တော်ဗီဒီယိုမှာလုပ်ပြီးမှနားလည်အောင်တင်ထားပေးပါမယ်အားလုံးအဆင်ပြေကြပါလိမ့်ချမ်းမချမ်းသာကြပါလိမ့်ဒါ like subscribe comment လေးလည်းပေးကြပါအောင် ပြပြင်ခံပြီးလက်ကြည့်ပေးကြပါအောင်အားလုံးကျေးဇူးတင်ပါတယ်